။စာလံကျမ်းအခန်းကြီး90စာလံကျမ်းအခန်းကြီး90သည် ဖြောင့်မတ်သူနှင့်မတရားသူတို့အားစီရင်ပိုင်သူအကြောင်းဖြစ်သည်။အခန်းငယ်1တကိုးကြီးသောဘုရားသခင်တည်ဟူသောထာဝရဘုရားသည်ဗျာဒိတ်တော်ပေးတော်မူ၏။နေထွက်ရာမှသည် နေဝင်တိုင်အောင်မြေကြီးကိုခေါ်တော်မူ၏။အတရေတည့်နေရှင်ပြည့်စုံရာ စီးအောင်တောင်ပေါ်မှာဘုရားသခင်၏ရောင်ကြီးတော်သည်ထွန်းပ၏။ငါတို့၏ဘုရားသခင်ကြွလာတော်မူ၏။တိတ်ဆိတ်စွာနေတော်မူ။ ခြေတော်၌မီးလောင်လျက်ပဝန်းကျင်၌မိုးတက်မုန်တိုင်းပြင်းပြလျက်ရှိ၏မိမိလူတို့ကိုစစ်ကြောစီရင်ခြင်းအလို့ငါအထက်ကောင်းဝင်ကို၎င်းမြေကြီးကို၎င်းခေါ်တော်မူလျက်ရစ်ပူဇော်သောအာဖြင့်ငါနှင့်ပရိညင်ဖွဲ့သောငါဤတန်ရှင်သူတို့ကိုငါထံသို့စုဝေးကြစေဟုမိန့်တော်မူ၏ဘုရားသခင်သည် ကိုတော်တိုင်တရားဆုံးဖြတ်တော်မူသည်ဖြစ်၍ဖြောင်းမတ်တော်မူခြင်းအကြောင်းကိုကောင်းဝင်သို့ထင်ရှားစွာ ပြကြလိမ့်မည် ငါဤလူများတို့နားထောင်ကြငါပြောမည်အိုဣတိလအမျိုးတင်းတစ်ဖက်၌ငါတည်တည်ခံမည်ငါသည်ဖျားသခင်ဖြစ်၏တင်းဤဖျားသခင်ဖြစ်၏မိရှုသောယေမဆာ၍ယစ်ပူသောခြင်းအမျိုးမျိုးအတွက်ငါသည်တင်နိုင်အပြစ်မတင်ထိုယစ်တို့သည်ငါရှိမှအစဉ်ရှိကြ၏တင်းအိမ်ထဲကနွားကို၎င်းတင်းရှံထဲကစိတ်ထီးကို၎င်းငါမခံယူတော်တိရစ္ဆာန်ရှိသည်များတို့နှင့်တထောင်သောတောင်ပေါ်မှာရှိသောတိရစ္ဆာန်တို့သည်ငါ၏ဥစ္စာဖြစ်ကြ၏ တောင်ပေါ်မှာနေတဲ့တော်ငှက်အပေါင်းတို့ကိုငါတိဤတောသားရဲတို့သည်ငါ၌ရှိကြ၏ငါသည်ငတ်မို့လျင်တင့်ကိုမပြောလောကတက်နှင့်လောကဥစ္စာသည်ငါ၏ဥစ္စာဖြစ်၏နွားသားကိုငါစားမည်လောစိတ်အသွေးကိုငါတောက်မည်လောကျေးဇူးရှိမွန်းခြင်းချစ်ကိုဖျားသခင်အားပူဇော်လောတစ္ဆာဂရိထားသည့်အတိုင်းအမြင့်ဆုံးသောဖျား၌တစ္ဆာဝုကိုဖြေလောအမှုရောက်သည့်ကာလ၌ငါ့ကိုပတနာပြုလောငါသည်ကယ်လွတ်မည် ။တင်းဒီလဲငါ့ကိုချီးမွမ်းလိမ့်မည်ဟုမိန့်တော်မူ၏။မတရားသောသူတို့ကတင်းဒီငါ့၏အထုံးအဖွဲတို့ကိုပြောကြား၍ငါ့၏ဗရေညင်တရားကိုမွတ်ဆိုခြင်းကအဘယ်သို့ဆိုင်သနည်း။ဆုံးမတုံသင်ခြင်းကိုတင်းဒီမုံ၍ငါ့စကားကိုတင်းနောက်၌ပြစ်ထားပါသည်တကား။တင်းဒီတခိုးကိုမြင်လျင်သူနှစ်တူတတ်၏။သူ့မယားကိုပြစ်မှားသောသူတို့နှင့်ဆက်ဆံတတ်၏။တင်းဤနှုတ်ကိုဒူးစရိုက်နဲ့အနှံ့၍တင်းဤရှာဖြင့်မှုသားကိုစီရင်တတ်၏ ်တင်းသည်ထိုင်လျက်ကိုအညီကိုကိုစန့်ကျင်ဘက်ပြူ၍ပြောဆိုတတ်၏ကိုအမိသားကိုဆဲရစ်တတ်၏ထိုတို့ချင်း၍ငါသည်တိတ်ဆိတ်စွာနေသောကြောင့်ငါကိုတင်းနှစ်တူသည်ဟုထင်လေပြီတကားတင်းအပြစ်ကိုငါဖော်ပြ၍တင်းမျက်မှောက်၌ခင်းထားမည်ဘုရားသခင်ကိုမေးလျော့သောသူတို့ဤအမှုကိုဆင်ကျင်ကြလော့သို့မဟုတ်တင်းတို့ကိုကယ်နှုတ်သောသူမရှိငါသည်အပိုင်းပိုင်းဆွဲဖြတ်မည်ကျေးဇူးရှိမွန်းခြင်းရစ်ကို ပူဇော်သောသူသည် ငါဤဘုံကိုထင်ရှားစီသောသူဖြစ်၏မိမိသွားသောလမ်းကိုစင်ကျင်သောသူအားလဲကယ်တင်တော်မူရှင်ယေရှုကိုငါပြမည်ဟုဘုရားသခင်မိန့်တော်မူ၏စာလံကျမ်းအခန်း50ပြီးပါပြီနှုတ်ကပတ်တော်နားထောင်သွားသောသူအယောက်စီတိုင်းဘုရားသခင်သာ၍ကောင်းချီးပေးပါစေအာမင်